မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့လက်ကတရင်နေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရနေပြီးတော့မှစကိုင်းငလင်းကြီးလောက်ကတော်ပြီးတဲ့နောက်သူတို့ရဲ့ဝင်းကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားတွေပြိုကျပျက်စီးမှုအတွက်မူလဆောက်ခဲ့တဲ့လူတွေမှာတာဝန်ရှိပြီးအဲ့ဒီအဆောက်အုံတွေကိုအရင်ကတိဆောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုပြီးတော့ကိုအကြံဖတ်မင်းအွန်လိုင်းကအမိန့်ပေးလိုက်ပြန်တယ်ဆိုပါတယ် တင်းတိုင်းတိုင်းလောင်းလုံးမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ဂျပန်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေက RPG နဲ့ပစ်ခတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား၄ဦးကတော့နေရာမှာပွဲချင်းမိတွေကိုတိတ်ကုန်ကြတယ်အပြင်သူတို့နဲ့ပါလာတဲ့ကားလဲလမ်းဘေးတက်တိုင်းကိုဝင်တိုက်ပြီးစုပ်ပြတ်သွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုကတော့ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အကြံဖက်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှစကိုင်းငလင်းကြီးလှုပ်ခတ်သွားပြီးတဲ့နောက်သူတို့ရဲ့ဝင်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားတွေပြိုကျပျက်စီးမှုအတွက်မူလစောက်ခဲ့တဲ့သူတွေမှာတာဝန်ရှိတယ်ဆိုပြီးအဲ့ဒီအဆောက်အုံတွေကိုအရင်ကတိစောက်ခဲ့တဲ့ Chronic Company တွေကပြန်စောက်ပေးရမယ်ဆိုပြီးတော့ကိုအကြံဖက်မဲအွန်လိုင်းကအမိန်ပေးလိုက်ပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရှင်းမင်းကရန်ကုန်ခေတ်ကိုပြောပါတယ်အခုလုံးငလင်းတန်းကြောင့်ပြိုကျသွားတဲ့နေပြီးတော့ကဝင်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားအဆောက်အဦတွေဟာ အရင်ဆောက်ခဲ့တဲ့ chronic company တွေကအရေးသွေးမိအောင်မဆောက်ခဲ့လို့အခုလိုပြောကြပျက်စီးတာဖြစ်တယ်လို့လဲအကျန်းဖတ် main online ကအပြစ်တင်ပြောဆိုခဲ့တယ်ဆိုပါတယ်အဲ့ဒီအတွက်မူလတိဆောက်ခဲ့တဲ့ဆောက်လုပ်ရေး company တွေအနေနဲ့ဒီဆောက်ဥတွေကိုပြန်ဆောက်ပေးဖို့တာဝန်ရှိတယ်လို့ပြောပြီးလိုအပ်တဲ့သွင်းကုန်ပြီးလက်မြေတွေတန်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုညှိနှိုင်းပြီးတော့အခွန်ပေးစရာမလိုပဲတင်သွင်းခွင့်ချပေးမယ်မူလ company တွေကပြန်ဆောက်ပေးရမယ်ဆိုပြီး main online ကိုယ်တိုင်အမိန့်ပေးလိုက်ပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ် အဲ့ဒီလိုမင်းအွန်လိုင်းပြောတဲ့ဘီလက်မြေတန်နဲ့ဆောက်လုပ်ရေးပစ္စည်းပါမစ်တွေကိုတော့သူ့ရဲ့သားဖြစ်သူအောင်ပြေဆုံကမ္ပဏီတွေကတာလုတ်ပိုင်ခွင့်အများဆုံးရထားတာဖြစ်ပြီးအခုဆိုရင်အချက်ဖက်မင်းအွန်လိုင်းပြောတဲ့အတိုင်းစစ်ကောင်စီဘက်ကနေပြည်တော်မှရှိတဲ့ဝင်ကြီးရုံတွေနဲ့ဝန်ထမ်းအင်အားတွေကိုပြန်ဆောက်ဖို့အရင်ကဆောက်ပေးခဲ့တဲ့ဆောက်လုပ်ရေးကမ္ပဏီတွေစီဆက်တွယ်ခိုင်းနေပြီးဆက်တွယ်လို့မရရင်တော့နောက်ဆက်တွဲအရေးယူမှုတွေပါရှိလာနိုင်တယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရှင်မြင့်ကပြောထားပါတယ်တစ်ဖက်မှာတော့ အဲ့ဒီနေပြည်တော်ကိုအရင်ကစောက်ခဲ့တဲ့စောက်လို့ရေးကံလီတွေဟာမင်းအွန်လိုင်းရဲ့အမိန့်ညွန်ကြားချက်ကြောင့်အေးအေးယူခံရမှာစိုးရိမ်နေကြပြီးလက်ရှိကုံစင်းနှုံးနဲ့ဆိုရင်ပြိုကျသွားတဲ့နေပြည်တော်ကစောက်အုံတွေကိုပြန်စောက်ရမယ်ဆိုရင်တော့အရှုံးပေါ်နိုင်တဲ့အတွက်ပြန်ဆောက်မဲ့အစားထောင်ကျခံရမယ့်အနေအထားဖြစ်နေပြီးတချို့ခရိုနီတွေဆိုအိတ်တောင်မပျော်တဲ့အခြေအနေတိဆိုရင်နေကြတယ်လို့လေ UMCCI အဖွဲ့ဝင်စီးပွားရေးသမားတအူးကပြောထားပါတယ်ခင်ဗျ ဖက်မှာတော့ဒင်းတိုင်းတိုင်းလောင်းလုံးမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေက RPG နဲ့ပစ်ခတ်တိုက်ခတ်ရမှာစစ်ကောင်စီတပ်သား၄ဦးကတော့နေရာမှာတွင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့နဲ့ပါလာတဲ့ကားလဲလမ်းဘေးတက်တိုင်းကိုဝင်တိုက်ပြီးစုပ်ပြတ်သွားတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှယ်ရိုးကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့ဧပြီလ28ရက်နေ့ကပဲလင်းနိုင်တိုင်းလောင်းလုံးမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ပြူစော့တီကောင်းဆောင်မင်းသိန်းရဲ့တားဖြစ်သူနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးတပ်တွေကလောင်းလုံးမြို့ပေါ်အထက်ကကြောင်းရှိမှာပဲ RPG နဲ့ပစ်ပြီးလက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့နေရာမှာတွင်ပွဲစည်းမိတွေကိုတိတ်ကုန်ကြပြီးသူတို့နဲ့ပါလာတဲ့ကားလဲ လမ်းဘေးတက်တိုင်ကိုဝင်တိုက်ပြီးစုပ်ပြတ်သွားတယ်လို့စစ်သားမသားအလောင်းတွေကတော့လမ်းမပေါ်မှာမှောက်ရကြီးတွေဖြစ်နေတာကိုလည်းအဝေးကနေလှမ်းမြင်နေရတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ မွန်ပြည်နယ်မော်လမြိုင်ရေဖျားသုံးစုလမ်းစုံမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီတပ်ရဲ့တက်ကကိတ်တက်စခန်းကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့ဇေကောင်စီတပ်သား2ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်နောက်ထပ်5ဦးဝင်ကျင်ကအပြင်းထန်ဒဏ်ရာတွေရသွားပြီးဂိတ်စခန်းတွေကိုဆွတ်သွင်းသွားကြတယ်လို့ရာမြတ်စစ်ကြောင်းရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ ။ဒါကတော့ဧပြီလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအခြားဒေသတွေမှာစစ်ရေးတွေပေါ်ဆောင်နေတဲ့အချိန်မွန်ပြည်နယ်မော်လမြိုင်ရေဖျားတုံးစုလမ်းဆောင်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီတပ်ရဲ့တက်ကဂိတ်တက်စကန်ကိုဒေါ်လန်ရေးတပ်တွေကဝန်ရောင်တက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား2ဦးကတော့နေရာမှာတဲ့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၅ဦးဝင်းကျင်ကပြင်းထန်ဒဏ်ရာတွေရသွားပြီးသူတို့ gate scan တွေကိုဆွဲသွင်းသွားကြတယ်လို့ရမညစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ က်ဖက်မှာတော့တိုင်းမြန်မာနယ်စပ်မှာစိတ်ကြွမှုရေးစေပန်း၅တန်းတည်ဆောင်လာသူနှစ်ဦးကိုကဲညူကဖမ်းဆီးရရှိထားတယ်လို့ထိုင်းခြေဆိုင်မဲဆောက်တရင်ဌာနကနေဖော်ပြထားပါတယ်။ဒါကတော့တိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်အတွင်းလှေတစည်းကိုကဲညူတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ပြီးစစ်ဆေးတဲ့အခါမှာတော့မှုရေးစေဝါတုပ်496ဒုပ်စုစုပေါင်းစိတ်ကြွမှုရေးစေပန်း၅တန်းနိဗတ်ကိုတွေ့ရှိခဲ့တယ်လို့တည်ဆောင်လာတဲ့သူနှစ်ဦးကိုလည်းဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှုရေးစေဝါတွေကိုတိုင်းမြန်မာနယ်စပ်ကတဆင့်ထိုင်းနိုင်ငံဒဲကိုတင့်သွင်းဖို့လုပ်နေတာဖြစ်ပြီး လက်ရှိမှာတော့နောက်ဆက်တွဲတွေကိုဆက်လက်စုံစမ်းစစ်ဆေးနေသလိုအဲ့ဒီမူရီစေဝါတဲလာသူနှစ်ဦးကိုတော့ကဲညူရဲ့ဥပဒေအတိုင်းရေးယူมาဖြစ်ပြီးတေဒန်ချမှတ်နိုင်တယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့အမေရိကန်သမ္မတထရန့်အာနာရယူပြီးရတရာတက်တန်းအတွင်ဖန်စီခဲ့တဲ့ရွှေပြောင်းနေထိုင်သူရာဇဝတ်တရက်ခန့်အယောက်တရာရဲ့တပ်ပုံတွေကိုအင်ဂျီတော်မှာခင်းချင်းပြသထားပြီးအဲ့ဒီမှာမြန်မာနိုင်ငံသား၃ဦးပါဝင်တယ်လို့အမေရိကန်အင်ဂျီတော်ရဲ့ဧပြီလ28ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အဲ့ဒီမြန်မာနိုင်ငံသားတုံးဦးဟာတင်မြင့်တောင်လမ်ကတ်နဲ့ဆမ်မြူအယ်လမ်စိန်ဆိုသူတို့ဖြစ်တယ်လို့ဆိုတာပါလေအဲ့ဒီကအသက်53နှစ်အရွယ်မြန်မာနိုင်ငံသားတင်မြင့်ဆိုသူကတော့တက်ဆက်ပြည်နယ်မှာကလေးသူငယ်အပေါ်အကြီးစားလိမ်မိုင်းဆိုင်ရာစော်ကားမှုနဲ့ဖမ်းဆီးခံရပြီးထောင်နှံ12နှစ်ကြာခံခဲ့ရသူဖြစ်တယ်လို့နောက်ထပ်မြန်မာနိုင်ငံသားဆမ်ယူအယ်လမ်စိန်ဆိုသူကတော့မဒိမ့်မှုနဲ့ထောင်နှံ10နှစ်ချမှတ်ခံထားရပြီးနောက်ထပ်မြန်မာနိုင်ငံသားတောင်နမ်ကတ်ဆိုသူကတော့ကလေးသူငယ်အပေါ်လိမ်မိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ထောင်နှံ9နှစ်ချမှတ်ခံရဘူးသူဖြစ်တယ်လို့ အဲ့မြန်မာနိုင်ငံသား၃စလုံးဟာသမ္မတထရန့်အာနာရယူပြီးရတရားတတန်းအတွင်ဖမ်းဆီးခဲ့တဲ့ရွှေပြောင်းနေထိုင်သူရဇဝတ်တရက်ခန့်အယောက်တရာထဲမှာပါဝင်ခဲ့တာဖြစ်တယ်လို့လေအမေရိကန်အင်ပီရိုရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေဒီကနေ့လေခင်တဲ့နေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ